မင်္ဂလာပါရှင်2025ခုနှစ်မတ်လ16ရက်နေ့အတွက်မိုးလီဝတာနယ်ဇလဗေဒသတင်းများကိုနေပြည်တော်မိုးလီဝတာနယ်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နာရီအတွင်းကဖြစ်ပေါ်ခဲ့တဲ့နေ့ပူချင်းအခြေအနေများကတော့မကွေးတိုင်းဒေသကြီးမလေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှမတ်လရဲ့ပုံမှန်အပူချိန်တို့ထက်3ဒီဂရီဆယ်စီယက်နဲ့စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ် ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမက်စလာရဲ့ပုံမှန်အပူချိန်တို့ထက်1ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးကချင်ပြည်နယ်မှာမက်စလာရဲ့ပုံမှန်အပူချိန်အောက်4ဒီဂရီဆယ်စီယပ်ရောင်းနေခဲ့ကရခိုင်ပြည်နယ်နဲ့အေရဝီတိုင်းဒေသကြီးတို့မှာမက်စလာရဲ့ပုံမှန်အပူချိန်ခန့်သာရှိခဲ့ပါတယ်။2025ခုနှစ်မတ်လ15ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့အလိုက်ထူကြတဲ့နေ့အပူချိန်များမှာ ချောင်မြို့မှာ43.3ဒီဂရီဆယ်စီယက်မကွေးမြို့မှာ42.8ဒီဂရီဆယ်စီယက်ပြည်မြို့မှာ47.8ဒီဂရီဆယ်စီယက်အောင်လံမြို့မှာ47.8ဒီဂရီဆယ်စီယက်မြင်းမှုမြို့မှာ47.2ဒီဂရီဆယ်စီယက် ကျောက်ဆယ်လွန်ကျော်မင်းမှုမျိုးတောင်တွင်းကြီးမျိုးနဲ့ဆင်ပြူကျွန်းမျိုးတို့မှာ58ဒီဂရီဆယ်စီယက်စီညောင်မျိုးမှာ41.6ဒီဂရီဆယ်စီယက်မန်လီမျိုးမှာ41.5ဒီဂရီဆယ်စီယက်နဲ့မြောက်ရီမျိုးမှာ41.3ဒီဂရီဆယ်စီယက်တို့ဖြစ်ကြပါတယ်။မှတ်သားဝယ်ရာမွေးချိန်များမှာမချမ်းမောမျိုးမှာ3.2ဒသမ2.3ညလမ်းမနဲ့ပူတာဝမျိုးမှာ3.2ဒသမ1.2လမ်းမတို့တိုက်ထွာရရှိခဲ့ပါတယ်။ ဒီနေ့နေ့လေတနအိခွဲချိန်မိုးလေဝသကျူရူမှာဖန်ရရှိရပုံရကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာတိတ်အတင်းအတင်းဖြစ်ထွန်းနေပြီကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိတ်အနှဲငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအလယ်ပိုင်းနဲ့မြဝကျွန်းပေါ်ဒေသတွေမှာတိတ်ကိစင်တလာရှိနေပြီးကျန်ဒေသတွေမှာတိတ်အနှဲငယ်မှာတိတ်အတင်းအတင်းဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပေါ်ရာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ လေးဖျားများနေတာကိုတွေ့ရပါတယ်မြမပင်လေမြမလှိုင်းနေငယ်မှာလှိုင်းအတင်းတင်းရှိပါမယ်လှိုင်းမြင်မှာမြမကံရွံတရှောင်းနဲ့ကံလွန်ပင်လေပင်တို့မှာလေးပေမှာ၆ပေကံရှိနိုင်ပါတယ်မနှက်ပြန်နေတဲ့အထိခမှန်ချက်များအနေနဲ့ကတော့ကချင်ပြည်နယ်မှာနေရာကျကျနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးချစ်ချုံရွာပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်း ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတရင်တင်တင်ဖြစ်တော်မီချင်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီး နေပြည်တော်ကယားပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းတို့မှာအများအပြားတာယာပါမယ် အခုဆက်လက်ပြီးမနေ့ပြန်အတွက်တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့အနီတဝိုက်အတွက်မင်းပြည်နယ်နဲ့ဒီမိုးလေဝသအခြေအနေခမန်းချက်မှာအများအပြင်တာယာပါမယ်အမြင့်ဆုံးပူချိန်မှာ39ဒီဂရီဆယ်စီယက်တရားမြင့်ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ23ဒီဂရီဆယ်စီယက်83ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ် ရန်ကုန်မြို့နယ်အနီတဝိုင်းအတွက်မနက်ဖြန်နံနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှလည်းအများအပြင်တာယာပါမယ်အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆယ်စီယက်100ဒီဂရီဖာရန်ဟိုက်နဲ့အနိမ့်ဆုံးပူချိန်မှာ22ဒီဂရီဆယ်စီယက်82ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ် မလေးမျိုးနဲ့အနီတဝိုင်းအတွက်မနက်ဖြန်နဲ့နဲ့ဒီမိုးလေဝသအခြေအနေခမန်းချက်မှာလဲအများအပြင်တာယာပါမယ်အမြင့်ဆုံးပူချိန်မှာ47ဒီဂရီဆယ်စီယက်106ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ24ဒီဂရီဆယ်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှာနေရာကျကျမုတ်ထချုံရွာနိုင်ပါတယ် အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲ2နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအစမ်းမှချမ်းသာကြပါစေရှင်။